အမမာတော့ဟိုနထောက်ဆက်တစ်ခုနှစ်နော်ညဉ့်ညရေး NGA ကိစ္စကလေးကဒီပြဿနာကတိမ့်ချိန်တို့လောက်လာပြီပဲအနားအားလုံးကသဘောတူလာတယ်နော်အများဖြစ်ဒီအပြစ်ခတ်ခွတ်ထွက်ရေးကိစ္စတွေကစကားမပြောမပြောပါနဲ့တော့နော်ဖက်ဒရယ်ပြည်ထောင်စုကို တော်မပြတ်တမ်းမျိုးဆိုတခါလေအဲ့ဒါပဲပြောနော်ခွဲထွက်တဲ့ကိစ္စဘယ်တိုင်းရင်းသားမှမပြောပါနဲ့တော့ဆိုပြီးတော့နော်ခွဲထွက်ကြီးမခွဲထွက်ရဆိုတဲ့ဟာတွေကပြီးခဲ့တဲ့ဆိုရကလေးကဒါကနော်သူတို့ကအဲပြီးနေပြီဆိုတော့ဒီကကြမှဒီမှကြမှလာပြီးတော့ဟမ်ပြင်လို့ဒါတော့မကောင်းဘူးပေါ့ နည်းနည်းပါးပါးပေါ့အစီပြေအောင်စကားဖတ်တဲ့ချင်းမပြူရဒါတွေပါလေနည်းနည်းပါးပါးဒါတော့ပါပဲဟုတ်လားအရင်ကလက်ခံလာပြီးတဲ့ဟာတွေကအခုမှဒီဟာတွေပြန်ပြီးတော့ပြင်ရဆိုတော့ဒီအခုစိုးရတော့နည်းနည်းအခက်အခဲဖြစ်တော့နော်ဟုတ်ကဲ့ဒီခွင့်ဘယ်မှာတော့ခွင့်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အခုလိုတိုင်းသားဘက်ကသဘောမတူလာခဲ့တာနဲ့ပတ်သက်ပြီးတော့ဒီတက်မတော်ဘက်ကတော့ဒီငင်းငင်းဖြစ်စဉ်ပေါ်မှာမြင်လာတဲ့ပုံစံတမျိုးပြောင်းလာနိုင်မယ်လို့ထင်လာခင်ဗျာ ိုင်းသားလည်းခွဲထွက်မှာမဟုတ်ပါဘူးဒါပေမဲ့ခွဲမထွက်ရဆိုတဲ့စကလုံးပဲနော်စကလုံးပဲမမတဲ့တာခုနကကခွဲမထွက်ရဆိုတော့ခါကြတော့နော်တစုံအဖွဲတစ်ခုတစ်ခုကတစုံတူတူယောက်ကနဲ့မိတ်ပေးတယ်လို့ဖြစ်နေတာပြန်အားလုံးတိုင်းရင်းသား135မျိုးလုံးခွဲထွက်ခြင်းနဲ့ဆန္ဒမရှိကြပါဘူး ဆိုတဲ့စကားစကားစုပ်ကိုရွေးချယ်ပြီးတော့နော်ဒါမှဒီကုဏရကကိုယ့်ရဲ့ပြည်တော်စုထဲမှာအာဘရောမဟုတ်လားဟိုဖတ်ထွက်တဲ့ဆန္ဒမရှိကြပါဘူးဆိုတဲ့ဒီတဘောသူကြီးချက်ကိုနောက်ကျွန်တော်တို့ကဆက်ပြီးတော့ဒီစကလုံးကို ပြန်ပြီးတော့ဆွေးနွေးကြမှာပေါ့ဒါတော့